အလုံးမေမင်္ဂလာပါရှင်ဒီနေ့တော့လေ UFC flyweight တန်းမှာတော်တော်လေးအတန်ထွက်သွားတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးချင်လို့ပါအဆင့်1 Brandon Rovell နဲ့ကျမတို့မြန်မာ fighter Joshua Vanto ရဲ့ပွဲလေမထင်မှတ်ပဲနဲ့အယောင်မြန်မြန်ဖြစ်လာတဲ့ပွဲဆိုတော့စိတ်ဝင်စားစေရအောင် ဟုတ်တယ်ဗျာတကယ်ဘူး surprise ဖြစ်သွားစေတဲ့ပွဲလို့ပြောရမှာဒီနေ့အဲ့ဒါကိုပဲကျွန်တော်တို့သုံးသက်ချက်သေးဟွာတွေပေါ့ interview ပိုင်းစားလေးတွေကရတဲ့အချက်လက်တွေနဲ့နည်းနည်းလေးအသေးစိတ်ပြောကြည့်ကြမယ် Joshua Venetet ဒီပွဲနာဘလောက်အရေးပါလဲဘာတွေခက်ခဲနိုင်လဲအနာဂတ်မှာရောဘလို့ခက်လာနိုင်မလဲဆိုတာမျိုးပေါ့ အင်းဟုတ်ကဲ့အထူးသဖြင့်ဒီပွဲက UFC 3.7လို့ပွဲကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လေတော့ပို့ပြီးတော့အာယုံစိုက်စရာဖြစ်လာတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ပွဲကဘလို့ဖြစ်လာတာလဲဆိုတာလေးပြန်ကြည့်အောင်မူလက Rovell နဲ့က Manet Cat ထိုးရမှာမဟုတ်လားအဲ့လိုစီစဉ်ထားတာဗျာဒါပေမဲ့ Manet Cat ကအဲခြေထောက်တန်ရာရသွားတော့လေသူ not ထွက်သွားတယ်အဲ့ဒီချိန်မှာပဲ Joshua Van ကဟိုတပွဲနိုင်တာလေ Bruno Silva နဲ့ ွေးပြီးကားစားဟုတ်တယ်အဲ့ပွေးပြီးနေရတောင်မပြေဘူးအဆင့်တက် rover နဲ့ထိုးဖို့ offer ရောက်လာတာ तू ကလည်းချက်ချင်းပဲ okay လိုက်တယ်ဟဲ့နေရ twins အဆင့်တက်နဲ့ပွဲဖို့လက်ခံလိုက်တယ်ဆိုတာတော့အာတော်တော်တက်တီပဲ UFC ဘက်ကကောဘာလို့သူကိုရွေးလိုက်တယ်ထင်လဲအဓိကကတော့သူ့ရဲ့ဟွာပေါ့အမြဲတမ်းအသင့်ဆိုတဲ့နာမည်ကောင်းကြောင်လို့ထင်တယ် Joshua Van ကပွားထုတ်ဖို့အမြဲတမ်းတက်ကြတယ်လေအခွင့်ရေးလာရင်လက်လွတ်မခံဘူး ဒီလို spirit မျိုးကို UFC ကအထူးသဖြင့် Dana White တို့ပါတော့တော်တော်သဘောကျတယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒါကြောင့်အချင်းကပ်ပြီးလူစားထုတ်ဖို့သူ့ကိုစဉ်းစားမိတာဖြစ်ဖို့များတယ်သူရဲ့အရေးချင်းဘက်ကြည့်ပြရင်လဲ UFC မှာရှစ်ပွဲထူးထားတာခုနှစ်ပွဲနိုင်တပွဲမဲ့ရှုံးသေးတယ်နောက်ဆုံး၄ပွဲဆက်တိုက်နိုင်ထားတာဆိုတော့ record ကလည်းမဆိုးဘူးသူရဲ့မြန်နာတို့မျက်နှာကိုတဲတဲ့ထိုးနိုင်တာတို့ကသူ့အားသာချက်ပြလားဒီချတာပေါ့အဲ့ဒါတွေကသူ့ရဲ့အထက်ကလက်နက်တွေပဲ ပြီးတော့ तू ကငဲသေးတယ်လေဆိုတော့ပြန်ပြီးနာလန်ထုတ်ဖို့မြန်နိုင်တာကလည်းဒီတော့အချိန်တိုပွဲအတွက်ရေးပါနိုင်တယ်။ဒါပေမဲ့အခက်ခဲတွေကလည်းတကယ်ကိုများတာပေါ့နော်။ဟုတ်တယ်အဓိကကပြင်ဆင်ခြင်းပဲ။သုံးဘက်ကျဲနဲ့အစင်ကျက်ကိုရင်ဆိုင်ရမှာအရင်ပွဲကနာထားတာတွေပြင်မှန်းတာတွေကလည်းရှိအောင်ပဲ။အဲ့ဒါအကြီးဆုံး challenge ပဲ။ပုံမှန်ဆို game plan ဆွဲပြိုင်ဘက်ကိုလေ့လာ training camp တိကျလို့ရမှာလေ။အခုကသုံးဘက်ဆိုတော့အချိန်ကလုံးဝမလာဘူး။ ရောဘလိုဝိုင်းတဲ့လူရဲ့ style ကိုလေးလာဖို့ကိုနီးပြောဟာပြင်ဖို့အချိန်ဘလုံးမှမရဘူးဝေချဖို့အချိန်တိုးတာကလည်း performance ကိုထိခိုက်နိုင်သေးတယ်ယိုဖေကျောင်းနန်းနဲ့ပြောရင် तू က flyweight အဆင့်1နော်တိုက်စစ်ကအရန်ကြမ်းတယ်ပြီးတော့ဟောလဝေကောင်းတယ်ဟုတ်တယ်အင်း तू ရဲ့ pressure ပေးရတော့ဟို ground game မှာညာကလည်းမြေရန်ပြိုင်ပတ်တီအခတ်ခက်ခဲစေတာတိကျပါတယ် rival ကပွဲစားတာနဲ့ high pace နဲ့လာတာများတယ်ဆိုတော့ Joshua Van တို့ဒီပွဲကအခွင့်လန်းကြီးတယ်လို့ Andy လည်းတော်တော်များတယ်ဒါပေမဲ့နိုင်ငံရင်တော့သူ့အတွက်တလန်းကအယံမြန်သွားမှာ top 5တောင်ဟို top 7အထိရောက်သွားပြီး champion လူပွဲစကားပြောလို့ရတဲ့အနေအထားဖြစ်သွားနိုင်တယ်อืม champion pantozo နဲ့ဖြစ်ဖြစ်အစစ်နှစ် murino နဲ့ဖြစ်ဖြစ်ပွဲတီလာနိုင်ခြင်းရှိသွားပြီပေါ့နော်ဟုတ်တယ်ရှုံးခဲ့တောင်မှအစစ်ဝါနဲ့ အချိန်တူလေးနဲ့ဝင်ထိုးပြရတာဆိုတော့လေသူအဆင့်တိတ်ကြောက်သွားမှာမဟုတ်ဘူးလို့လေပြောနေကြတယ်ဟုတ်ပါတယ်အတွေ့အကြုံရယ်ပရိသတ်ပိုတိလာတဲ့ရယ်ကရှုံးတောင်မှအမျက်လိုပြုတ်လို့ရတယ် UFC ကလည်းသူ့ကိုမြင့်တန်းပေးခြင်းတဲ့ပုံစံမျိုးတွေ့ရတယ်စိတ်ဝင်စားစရာအကောင်းဆုံးကလုံးကြီးတွေပဲအလုံးစရာပဲ Joshua Van ကအပေါ်ကြီး -260 ဖြစ်နေတယ်အဆင့်သွက် Ravel ကအောက်ကြီး plus near plus ညစီလောက်ဖြစ်နေတယ်။အဲ့ဒါကတော်တော်လေးကိုဟိုဖြစ်เสียပဲ မိန်းစနီယာ60ဆိုတာကဒိုင်တွေကဂျိုရှူအာဗန်ကိုနိုင်ချေပိုများတယ်လို့သတ်မှတ်ထားတာလေသူနိုင်မဲ့လောင်းရင်နေရာနိုင်ဖို့160လောင်းရမှာ plus 190ကကြတော့ rafael ကအန်ဒါဒေါကသူနိုင်မဲ့နေရာလောင်းရင်အမြတ်ညာနေစေရမယ်ပေါ့ပရိသတ်များစုက rafael နိုင်မဲ့ထင်နေခေမှာဒိုင်တွေကဗန်ကို favor ပေးထားတယ်อืมဘာကြောင့်ဖြစ်မလဲဒိုင်တွေက rafael ရဲ့ဟိုလေ defense ပိုင်းအားနေရတယ်ဒါမှမဟုတ် ground မှာလက်ခံရလွယ်လာတွေကိုကြည့်ပြီး van ရဲ့မြန်တဲ့ striking နဲ့ ကောင်တာအလုပ်ဖြစ်မယ်လို့တွက်ထားတာလားအဲ့ဒါလည်းတစ်ချက်ဖြစ်နိုင်တယ်ဒါမှမဟုတ်ဂျိုရှူအာဗန်ရဲ့ momentum နဲ့အနိုင်လိုစိတ်ကိုထည့်တွက်တာလည်းဖြစ်နိုင်တာပဲ UFC ဆိုတာကဘာမှစုဖြစ်သွားနိုင်တာကို UL ကိုတိုင်လည်းအရင်က underdog အနေနဲ့နိုင်ဖူးတာပဲဆိုတော့လောင်းကစားလောကကတော့ရှုပ်ထွေးတယ်ဗျာဒါမဲ့ UFC 317မှာ champion Pantoja ရဲ့ launch ကြီး -240 နဲ့ရှင်ကြီးရင်တော့ Van ရဲ့ကြီးက ပို့ပြီးတော့ favorite ဖြစ်နေတာကတော့တော်တော်ထူးခြားလေဟုတ်ပါဘလိုပဲဖြစ်ဖြစ်လေမြန်မာပြည်သားတွေအတွက်တော့ကိုနိုင်ငံသားတယောက်ဒီလိုအဆင်မင့်တဲ့ဘွေကြီးမှာပါလာတာကတကယ်ကိုဂုဏ်ယူဖို့ကောင်းတယ်စိတ်လည်းအရင်လှူရှားကြမှာပဲတိချတာပေါ့ဗျာအနစ်ချုပ်ပြရရင်တော့ Joshua Van ကအခွင့်ရေးကြီးကြီးတစ်ခုကိုရင်ဆိုင်နေရတယ်တချိန်ထဲမှာပဲပြင်ဆင်ချိန်နေတာတို့ပြိုင်ဘက်ကအဆင့်တစ်ဖြစ်နေတာတို့လို့စင်ခေါမှုအကြီးကြီးတွေလည်းရှိနေတာပေါ့ဟုတ်ကဲ့ အဆုံးတက်အနေနဲ့စဉ်းစားစရာလေးတစ်ခုကတော့လေဒီပွဲရဲ့ result အနိုင်အရှုံးထက်ကိုဒီလိုရုတ်တရက်ပွဲစဉ်ကြီးက flying with dan ရဲ့ရှိဆက်မဲ့အခြေအနေကိုဘာတွေပြောပြနေလဲပြီးတော့ Joshua Van Lo Jebun တစ်တေကိုထိတ်တန့်ဖို့ပေးဖို့ UFC ရဲ့ strategy ကဘလို့ရှိမလဲဆိုတာကိုဒီပွဲကနေဘလို့အရေးအယုံတွေတွေးနိုင်မလဲဆိုတာပါပဲစိတ်ဝင်စားစရာပါ